ကယ်လို့ဒါအခုလိုချိန်ရ2019 2020လိုချိန်ဆိုရင်ဒီ award နှစ်ခု streamer တွေကြားထဲမှာ content creator တယောက်အနေနဲ့ influencer title အောက်ကနေဒီ video တငယ်ချင်းတို့လက်ရှိကြည့်နေရမှာမဟုတ်ပါဘူးဗျအကယ်လို့ဒါကျွန်တော်2022နှစ်ကို2023လောက Ketro PUBG Mobile Influencer Award Reserve ဖြစ်လို့လာပါပြီ။ Popular Influencer နဲ့ Creative Influencer စုနှစ်ခုလုံးကိုကျွန်တော် PUBG Mobile မြန်မာ Streamer DGR Levi Buck ကနေရရှိသွားတာဖြစ်ပါတယ်။ဒီအတွက်လည်း many many congratulation ပါဗျာ။ဒုတိယအနေနဲ့တော့ကျွန်တော် PUBG Mobile မြန်မာ Streamer ပဲ FOG Flashback ကနေရရှိသွားတာဖြစ်ပါတယ်။ဒီအတွက်လည်း many many congratulation ပါဗျာ။ဒီထက်မကရှိဆက်အောင်မြင်မှုတွေစုခုနိုင်ပါစေဗျာ။ ျွန်တော် Nobel မြန်မာ Gaming Page အတွက် voting လုပ်ပြီးခဲ့ကြတဲ့ညီကောင်မောင်တို့မှတငယ်ချင်းတဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော်တလောက် voting အများကြီးရရှိမယ်ဆိုပြီးမှ ထင်အောင်မထင်ထားပါဘူးဗျာကွန်မန့်နေထဲမှာအခုဒီစုရစီခြင်းနဲ့ဗိုလ်တင်နေအမြဲတမ်းပေးနေတဲ့တရက်မချန်အဆက်မပြတ်သောဗိုလ်တင်နေပေးနေတဲ့အခုဒီစုရတာမြင်ခြင်းနဲ့ဆိုရင်မှကွန်မန့်တချို့တွေးမိရတာမျိုးရှိပါတယ်ဒီမှာကျွန်တော်စုမရလိုက်လို့လည်းကျွန်တော်ကိုဗိုလ်တင်လုတ်ပေးကြတဲ့တငယ်ချင်းတို့အနေနဲ့စိတ်မကောင်းမဖြစ်ချပါနဲ့ဘူးဗျာဒီလိုပြောလိုက်လို့ကျွန်တော်ကစုမရခြင်းလားစုမလို့ခြင်းလားဆိုတာမေးစရာရှိပါတယ်ဒီမှာကျွန်တော်ဘသူကမလို့ခြင်းမလဲဗျာလိုချင်တာပေါ့ဗျာ2018ကနေစရင်မှ PUBG Mobile မြန်မာ player တွေအတွက် PUBG Mobile နဲ့ပတ်သက်ပြီးမှတည်ထားတဲ့အချက်တွေလုံးဝအခြေခံကြ ချိန်မှာကျောဘုဒ္ဓရရှိစေမယ့်ဗီဒီယိုတွေတင်ပေးနေတာအခုချိန်တတိယတင်ပေးနေတော့ဖြစ်ပါတယ်ဒီလိုပုံစံ PUBG Mobile Creator တယောက်အနေနဲ့9နှစ်တိုင်တိုင် PUBG Mobile နဲ့ပတ်သက်ပြီးမှဗီဒီယိုတွေတင်ပေးနေတာ PUBG Mobile ရဲ့ award ကိုဘာကြောင့်မလိုချင်ရမှာလဲဗျာလိုချင်တာပေါ့ဗျာဒီမှာကျောလက်ရှိဒီ award ထဲမှာပါတယ်ကျော၄ယောက်တာမကပေါ့ဗျာတခြား PUBG Mobile နဲ့ပတ်သက်ပြီးမှဗီဒီယိုတွေတင်ပေးနေတဲ့သူတွေ creator တွေ streamer တွေအများကြီးရှိပါတယ်အားလုံးကဒီ award ရကြင်ကြမယ်ဆိုတာသိကြပါတယ်ဗျာ ိုင်းမဲ့လဲဆိုအချိန်ကတော်တော်လေးကိုစကားပြောပါတယ်ဗျအကယ်လို့ဒါအခုလိုအချိန်က2019 2020လိုအချိန်ဆိုရင်ဒီ award နှစ်ခုတွေကတစ်ခုကိုကျွန်တော်ရရှိပြီဆိုတာရေရေပြောရပါတယ်ဗျတိုင်းမဲ့လဲဆိုအချိန်ကတော်တော်လေးကိုစကားပြောတာမျိုးရှိပါတယ်ဗျ award နှစ်ခုလုံးကိုကျွန်တော်မြန်မာရရှိသွားတဲ့အတွက်ပဲကျွန်တော်ဝမ်းသာရပါမယ်ဗျ တန်ဂျီမူဝါလဘကနဲ့ကျွန်တော် PMGC invite လုပ်မှုညီကိုမောင်နှမတငယ်ချင်းတဦးတယောက်ချင်းစီရဲ့ကျွန်တော်ပေါ်ချစ်ချင်းမြတ်တာ voting လုပ်ပေးမှု streamer တွေကြားထဲမှာ content creator တယောက်အနေနဲ့ influencer title အောက်ကနေဒီ event မှာပါဝင်ခွင့်ရတဲ့အတွက်ကိုကျွန်တော်ကတော့တော်တော်လေးကို PT ဖြည့်ရပါတယ်ဗျာ။ ဒီမှာဆိုတော့ကိုကိုကို influencer တို့ sell တို့ဘာညာတာလကပို့ဗျာတခါမှကျော်သတ်မှတ်တာမျိုးမရှိပါဘူးဗျာဒါတော့ PUBG Mobile ဘက်ကနေပေးလိုက်တဲ့ title ပဲဖြစ်ပါတယ်ဒီမှာတကယ်ရှင်းတော့အနေနဲ့ကျွန်တော်ကတော့အကူရဲ့ fan ပါအကူရဲ့ fan ဟုတ်တယ်စီမတီးရဲ့ fan ဆိုတဲ့စကားလုံးကိုသုံးတာမျိုးရှိပါတယ်ကျွန်တော်ကြားချလာပါတယ်ပြောနေကြစကားတခုရှိပါတယ်ဒီ fan နေပါတယ်မသုံးပါနဲ့ဗျာကျွန်တော်အားလုံးကပေါ့ဗျာ PUBG Mobile ဆိုရင်ညီကောင်မတကယ်ရှင်းနေပဲဖြစ်ပါတယ်အကိုလို့ခွင့်ရင်ခေါ်ပါတကယ်ရှင်းလို့ခွင့်ရင်ခေါ်ပါ fan ဆိုရင်မှမတုံးဖို့ပဲကျွန်တော်ကတော့ပြောလို့ပါတယ်ဗျာတမတီအထီးရောက်ရှိလာတယ်ဆိုတာလည်းတကယ်ချင်းတူတယောက်ချင်းစီရဲ့အားပေးမှု support လုပ်မှုကြောင့်သာဒီအထီးရောက်ရှိလာတာဖြစ်ပါတယ်ဒီမှာကျွန်တော်စူးစမ်းမှုမပါဘူးလားဆိုတာမေးစရာရှိပါတယ်ခုနှစ်နှစ်တိုင်တိုင်ပေါ့ဗျာတကယ်ချင်းတော့မပြောပြတဲ့ကျွန်တော်ရဲ့တော်တော်လေးကိုခက်ခဲတယ်ပေါ့ဗျာစူးစမ်းမှုတွေအများကြီးရှိခဲ့ပါတယ်ဗျာဒီ video တကယ်ချင်းတော့လက်ရှိကြည့်နေရမှာမဟုတ်ပါဘူးဗျာအကယ်လို့သာကျွန်တော်2020နှစ်နှစ်ကို2023လောက်ကကျွန်တော်ဒီရဲ့ page တွေ channel တွေကိုအကုန်လုံးရောင်းမယ်ဆိုရင်မှာဆုံးဖြတ် like ခဲ့တယ်ဆိုရင်ပေါ့ဗျာ အလောက်ထိမှကျွန်တော်အခက်ခဲတွေကြုံခဲ့ရတာမျိုးရှိပါတယ်။ဒါမှမဟုတ်လေပေါ့ဗျာတကယ်ရှင်တော့ကျွန်တော် page ကို follow လုပ်ထားတဲ့ဆိုကြတဲ့ကနေ PUBG Mobile နဲ့ပတ်သက်ပြီးမှ အကြောင်းအရာတွေသိကျင်တဲ့အတွက် follow လုပ်ထားတာဆိုရင်ကျွန်တော်ကတော့မြင်တာမျိုးရှိပါတယ်ဒါကြောင့် personal ကိစ္စတွေကျွန်တော်အလောက်ကြီးမပြောတာပဲဖြစ်ပါတယ်ဗျ။ဒါပေမဲ့လည်းကျွန်တော်တရက်တိုက်ဆိုင်နေနေကြရင်ကျွန်တော် PUBG Mobile Content Creators Journey ပေါ့ဗျာ2018ကနေ2025အထိကျွန်တော်ဗီဒီယိုထင်ပေးဖို့ကြိုးစားကြည့်ပါမယ်ဗျာ။ Okay ဒါဆိုကျွန်တော်တက်တက DGR Revive ပြော FOG Flash your 1 second your many many congratulations ပါဗျာ။ဒီထက်မကအောင်မြင်မှုတွေနဲ့ရှေ့ဆက်နိုင်ပါစေဗျာ။ ကျွန်တော်အခုလိုအားပေးနေကြတဲ့ voting တွေအများကြီးတို့ပေးခဲ့ကြတယ်နောက်တစ်ခုကချစ်စရာကောင်းတဲ့ comment တွေတော်တော်လေးကိုမှန့်ပေးခဲ့ကြတယ်ညီကောင်မောင်တို့မှတငေချင်းတူတယောက်ချင်းစီရဲကျွန်တော်တကယ်ကျေးဇူးနှလုံးသားတွေကနေကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရင်းကျွန်တော်ဒီ video လေးကတော့ဒီလောက်ပါပဲဗျတငေချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်ပြောလင်းပါတယ်ဗျအခုလို video ကြည့်ရှုပေးတဲ့တငေချင်းအားလုံးကိုလည်းကျွန်တော်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ဗျ